BOD နီးပညာနေစဉ်တင်ဆက်မှု Starlink အမျိုးအစားများဒီတစ်ခါမှာတော့ Starlink International ရဲ့အမျိုးအစား၃မျိုးကို တင်ပြပေးပါမယ်။နီးပညာသတင်းအစ်စ်တွေကိုနေ့တိုင်းတင်ပေးနေတဲ့အတွက်အသုံးဝင်နေဆိုရင် follow လုပ်ထားပါနော်။ပထမချက်အိမ်သုံး Starlink အိမ်တွင်းတနေရာထဲမှာ internet သုံးသူတွေအတွက်ဖြစ်ပါတယ်။ internet မြန်နှုန်းစက္ကန့်တိုင်း90မှ200ခွဲအထိရနိုင်ပြီးနောက်ကျမှုကစက္ကန့်20မှ40အထိရှိပါတယ်။ ဗီဒီယိုကြည့်ခြင်း online လို့ဂိမ်းကစားခြင်းတို့အတွက်တင့်တော်ပြီးတည်ငြိမ်တဲ့ connection ပေးပါတယ်။ဒုတိယချက်မြန်မာသောစွမ်းဆောင်ရေး starlink လုပ်ငန်းရုံးကတင်မောတည်ယူသွားလာသူများအတွက်ဖြစ်ပါတယ်။ internet မြန်နှုန်းတရ50250မီလီနောက်ကြမှု20စက္ကန့်အောက် satellite tracking ပို့တိကြပြီးမိုးညတုမကောင်းချိန်မှာတော့ connection မပြတ်လွယ်။တတိယချက်တဲဆောင်3 starlink ခီးသွာ camping အပြင်3ခီးသွာ camping remote portable အတွက်တင့်တော်ပါတယ်။ internet မြန်နှုန်း 50150မဖီစအခြေအနေမူတည်နောက်ကျမှု20 40စက္ကန့်9ဘိုင်ဟတ်စပတ်ဖန်တီးနိုင်ပြီးဘက်တရီပါဝါတည်ဆောင်ရလွယ်ပါခီးသွွားသူများအပြင်တွင်အင်တာနက်လူသူများအတွက်အကောင်းဆုံးသုံးဝင်ပါတယ်အကျိုးရှိရဆိုရင်ဗာနီးပညာကို follow လုပ်ထားပေးပါနီးပညာသတင်းအစ်စ်တွေကိုနေ့စဉ်တင်ဆက်နေပါတယ်